ဟိုရှိရှိတုန်းကပေါ့နော်မန္တလေးတို့ခန္ဓာကြီးကျဲတဲ့မြမမင်းနေပြည်တော်တွေမပေါ်ခင်အချိန်တွေတုန်းကမြမပြည်မှာဘရင်တပါးရှိခဲ့ဘူးလေဒါပေမဲ့သူကရိုးရိုးဘရင်တပါးတော့မဟုတ်ဘူးပြလူတွေပြောကြတာကတော့သူ့မှာဘသူနဲ့မှမတူတဲ့လက်နက်တစ်ခုရှိခဲ့တယ်တဲ့အဲ့ဒါကတော့အရိန္ဒမာလန်နဲ့အန်ဩဇေယအကောင်းဆုံးအပိုင်းကဘာလဲဆိုတော့အဲ့ဒီလန်ဟာနတ်ပြည်ကနေတိုက်ရိုက်ပေးတဲ့လက်ဆောင်လို့လူတွေကယုံကြည်ကြတာပဲနတ်ဖျားတွေကိုယ်တိုင်သူ့ကိုလာရောက်ပေးခဲ့တာမျိုးပေါ့ ဒီပုံမြင်ကမြမအစောဆုံးပြည်တော်စုတွေတဲကတစ်ခုဖြစ်တဲ့တရေခိတ္တရာကိုအုပ်ဆိုးခဲ့တဲ့တွတ်တပောင်မင်းကြီးလက်ထက်ကစခဲ့တာပါဒီနေ့မှာကောင်းကင်ဘုံရဲ့ဘရင်တိချာမင်းကတွတ်တပောင်မင်းကြီးဟာနန်းဆန်မှုထိုက်တန်ကြောင်းတသက်ပြဖို့လက်နက်တစ်ခုလိုအပ်တယ်လို့ဆုံးဖြတ်လိုက်တယ်ဒါနဲ့တိချာမင်းကအရင်နမလန်ကိုမြေပြင်ပေါ်ပစ်ချပေးလိုက်ပါတော့တဲ့လူတွေပြောကြတာကတော့အဲ့ဒီလန်ဟာရိုးရိုးလက်နက်တစ်ခုမဟုတ်ဘူးလေသူ့မှာစွမ်းအားတွေရှိပြီး အသက်ရှိတယ်လို့ပဲအဲ့ဒီလံကိုပိုင်ဆိုင်တဲ့သူကိုဘယ်သူမှထိလို့မရဘူးတဲ့လက်ညွန်ရအရက်တိုင်းမှာအောင်ပွဲတွေဆက်တိုက်ရတဲ့မျိုးနွယ်စုတွေပတ်ဝန်းကျင်ကဘရင်တွေဒန္တာရီလာတတဝါတွေပါမချန်အရေးနမလံကိုမြင်ရင်ခေါင်းပေါ်အယိုအတည်ပေးကြရတယ်တဲ့ဒါပေမဲ့ခမားတို့လည်းသိတဲ့အတိုင်းပဲဘယ်အရာမှထာဝရတည်မြဲနေတာမျိုးမရှိပါဘူးအဲ့ဒီလံဟာမျိုးဆက်60တီတီပြတ်ကွယ်သွားခဲ့တယ်တခါမှမရှိခဲ့ဘူးတလို့မျိုးပြတ်ကွယ်သွားတာပေါ့နောက်ဆုံးမှာတော့ ဉာဏ်ကြီးတဲ့ဘယင်သီရိဒေနာကသူ့လူတွေကိုလှန်ရှာဖို့နေရာအနှက်ဆေးလွတ်လိုက်တယ်တော်တော်လေးကြာတော့တာမန်မှုဆိုတူကအဲ့ဒီလံကိုရှာတွေ့ပြီးပြန်လဲယူဆောင်လာခဲ့တယ်ဒါနဲ့သူ့ရဲ့နိုင်ငံတော်မှာအစွမ်းအထက်ဆုံးလက်နက်ကိုမှန်ကန်တဲ့လက်တွေစီပြန်လဲပိုင်ဆိုင်ခဲ့ရပါတော့တယ် အဲ့ဒီနောက်မှာတော့ပကံအင်ပါယာရဲ့ဒန်နာရီလာတီထောင်သူအနော်ရထပီးရင် ပေါ်လာတဲ့အချို့ကတော့တီချာမင်းကိုယ်တိုင် ပေါ်လာပြီးသူ့ကိုမြင်းတစည်းနဲ့အရင်းနမာလန်ကိုပေးခဲ့တယ်လို့ဆိုကြတယ်။အဲ့ဒီလန်နဲ့ဆိုတော့အနော်ရထကစစ်တိုက်ယုံတင်မဟုတ်ဘူးဗျ။သူဟာနိုင်ငံတွေကိုစူးစီးခဲ့တယ်၊အမိတ်အာဏာကိုပြန်လည်တိဆောက်ခဲ့ပြီးမြန်မာနိုင်ငံကိုလည်းထာဝရပြောင်းလဲပစ်ခဲ့တယ်။စစ်ပွဲတစ်ခုအတွင်းမှာကျန်းစစ်သားကမင်းသမီးတစ်ပါးကို အဆောက်ရှောက်လိုက်ပို့ရင်ချစ်ကြိုက်သွားတဲ့ပုံမျိုးတစ်ခုလည်းရှိခဲ့သေးတယ်။အနောက်ရထဘရင်ကဒေါသတာကြီးနဲ့အဲ့ဒီလန်ကိုသူတို့စီပြစ်ပေါက်လိုက်တယ်။ဒါပေမဲ့အန်အောစရာကောင်းတာကတော့လန်ကကြံစစ်သားကိုချီနှောင်ထားတဲ့ကျိုးတွေကိုပဲထိမှန်ခဲ့တာဗျ။ကြံစစ်သားလည်းလွတ်မြောက်သွားတယ်၊မင်းသမီးလည်းဘေးကင်းသွားပြီးလူတိုင်းလည်းအန်အားသင့်ခဲ့ကြရတဲ့လန်ကဘာကမှန်နေဆိုတာအသိနေတယ်လို့မျိုးပါပဲ။အဲ့ဒီနောက်ကျန်စစ်သားကခဏတာပြင်းထန်ခံခဲ့ရတယ်ဒါပေမဲ့အနော်ရထဘရင်ကြီး နဲ့ရွာဆန်ပြီးနောက်မှာတော့သူပြန်လာခဲ့ပြီး ကိုရိုင်းဘရင်ဖြစ်လာခဲ့တဲ့အရိနမာလန်ကိုပိုင်ဆိုင်ထားခြင်းဖြင့် သူ့ရဲ့နတ်ဆန်ကာလကဒန္တာရီဆန်ဆန်ဖြစ်ခဲ့ရတဲ့လန်ရဲ့မော်ဆန်နဲ့ဆွမ်းအားတွေကသူ့ကိုဉာဏ်ပညာရှိရှိအုပ်စိုးနိုင်အောင်ကူညီခဲ့တယ်နိုင်ငံတော်ကကာကွယ်ပေးခဲ့တဲ့စစ်ပွဲတွေမှာသူ့ရဲ့ဆုံးဖြတ်ချက်တွေကိုတောင်းလမ်းညွှန်ပေးခဲ့တယ်လို့လူတွေကယုံကြည်ခဲ့ကြတယ်အခုတော့ကျန်စစ်သားဘရင်နဲ့ရွာဆန်ပြီးနောက်အရိနမာလန်ဘာဖြစ်သွားလဲဆိုတာဘယ်သူမှတိတိကျကျမသိကြတော့ဘူးအချို့ကတော့ပကံဘရင်တွေနဲ့အတူရှိနေခဲ့တယ်လို့ပြောကြတယ်တချို့ကလည်းတိကျမင်းကနှက်ပြီကိုပြန်ယူသွားတယ် တယ်လို့ဆိုကြတဲ့အချို့ကတော့လံကိုဖျားတဆူထဲမှာထပ်ပနာထားပြီးတင့်တော်တဲ့အချိန်ကျရင်ပြန်ပေါ်လာဖို့စောင့်ဆိုင်နေတယ်လို့တောင်တီတို့ပြောဆိုနေကြတယ်။ဒါပေမဲ့စဉ်းစားကြည့်ပါဦး။သူ့ရဲ့ပိုင်ရှင်ကိုရွေးချယ်ပြီးကာကွယ်ပေးတဲ့နတ်ဖျားတွေရဲ့ကောင်းချီးတွေရရှိထားတဲ့လံတစ်ချောင်းကိုစိတ်ကူးကြည့်လိုက်ပါဦး။ အဲ့ဒါမျိုးကလူတွေရာစုနှစ်ပေါင်းများစွာသူတို့ကလေးတွေကိုပြောပြခဲ့တဲ့ပုံမြင်မျိုးပါပဲဒဏ္ဍာရီကိုအသက်ဝင်နေစေခဲ့တာပေါ့အခုချိန်ထိလည်းမြမရှိပရင်တွေအကြောင်းကြားတဲ့အခါတိုင်းအရင်ကမှလက်ဟာတနည်းရရာမှရှိနေသေးပြီးသူ့ကိုကင်ဆယ်ဖို့ထိုက်တန်တဲ့ဘရင်တပါးကိုစောင့်ဆိုင်းနေတော့မဲလို့မတွေးပဲမနေနိုင်အောင်ပါပဲ